thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ကုလသမဂ္ဂနဲ့အာဆီယံကစစ်တပ်ရဲ့အကြမ်းဖက်မှုများရပ်တန့်ဖို့ထက်ကတလဲလဲတောင်းဆိုတဲ့ကြားမှာမြန်မာနိုင်ငံအခြေအနေပုံမဆုံးယုံလာပြီးပြည်သူများရဲ့ဒုက္ခဆင်းရဲမှုအဆိုးရွားဆုံးဖြစ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကုလသမဂ္ဂနဲ့အာဆီယံတို့ကစစ်တပ်ရဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့ထက်ကတလဲလဲတောင်းဆိုခဲ့တော်လဲမြန်မာနိုင်ငံအခြေအနေမှာပုံမဆုံးယုံလာပြီးပြည်သူတွေရဲ့ဒုက္ခဆင်းရဲမှုကအဆိုးရွားဆုံးဖြစ်လာနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်တမ်းမှတ်ခြင်းဦးကျော် ဦးထွန်းကပြောပါရယ်စွန်လ10ရက်နေ့နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မှအထွေထွေညီလာခံမျက်နှာစုံကြီးအလွတ်သဘောအစည်းအဝေးမှလကောင်းကထပ်ပါတိုင်ပြောဆိုလိုက်တာပါမြန်မာနိုင်ငံမှာနိုင်ငံရေးလုံခြုံရေးစီးပွားရေးလူသားစာနာနဲ့လူ့ကိုယ်ရေးခြေနေကစိုးရွားနေစေဖြစ်ပြီးပိုလို့တောင်ဆုံးယုံလာခဲ့ကြောင်းပြီးခဲ့တဲ့၄နှစ်ကျော်ကာလအတွင်းမှာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ကြေကွဲပွဲခြေနေမှာပုံမဆုံးရွာလာတဲ့အတွက်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်းတိတိတသားထိပါစေပြီးအရသာပြည်သူများကြုံတွေ့ခံစားနေရတဲ့ဒုက္ခဆင်းရဲကအဆုံရွာဆုံးဖြစ်ကြောင်းဥကြုံမထွန်း 五八零。 စစ်တပ်ကရပ်သားပြည်သူတွေပေါ်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဘုံကျဲချင်းများကိုအပီးတိုင်းရပ်တန့်ရင်ကလည်းအထူးအရေးပါကြောင်းကုလသမဂ္ဂနဲ့အာဆီယံတို့အနေနဲ့အကြမ်းဖက်မှုများရပ်တန့်ဖို့ထက်ခါတလဲတောင်းဆိုခဲ့ပြီးဖြစ်ကြောင်းဒါကြောင့်ဖွဲ့ဝင်နိုင်ငံများမှရှာဆွေးမှုကျူးလွန်တဲ့စစ်ကောင်စီတန်းကိုလက်နက်ခဲယံလင်းရင်စီနဲ့ငွေကြေးထောက်ပံ့များပေးအပ်နေခြင်းကိုချက်ချင်းရပ်တန့်ဖို့တိုက်တွန်းကြောင်းစင်အုပ်စုတန်းကိုတိုင်းရိုက်ဖြစ်စေသွန်ဝိုင်းပြီးဖြစ်စေပုံစံမျိုးမျိုးနဲ့ပေးအပ်နေတဲ့အကူအညီတွေကစစ်တပ်ကိုမြန်မာနိုင်ငံရှိရပ်သားပြည်သူများကိုထပ်မံတပြတ်ဖို့ခွင့်ပြု ုပြန်ရောက်တာမှာရှင်းရှင်းလင်းလင်းမြင်သာကြောင်း၎င်းကကုလသမဂ္ဂဖွဲ့ဝင်ထံကိုပြောပါရတယ် မြန်မာပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်ဖြတ်ခြင်း၊မတရားဖန်ဆီးချုပ်နှောင်ခြင်း၊အတင်းအကျပ်တပ်သားဆူဆောင်းခြင်း၊လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအတင်းအကျပ်ပြောက်ွယ်စေမှုတရားလက်လွတ်စီရင်ခြင်းတွေနဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုဆလာနဲ့လက်မခံနိုင်အောင်ဆိုရတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်နေစဉ်နဲ့များအကြောက်တရားအောက်မှာနေထိုင်နေရကြောင်းမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကျပ်တွေကိုအလင်းမြန်ထိရောက်စွာဖြေရှင်းခြင်းအပြင်မြန်မာပြည်သူတွေရဲ့အသက်အဝိနဲ့နာဂတ်တို့ကိုကယ်တင်ဖို့လိုအပ်ကြောင်းတာမန်ကြီးကရှင်းပြပါရတယ်လူသားချင်းဆလာထောက်ထား မှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိသူများထံလူသားစာနာအကူအညီများထိရောက်စွာပို့ဆောင်ရေးကပင်မလိုအပ်ချက်ဖြစ်ပြီးစစ်တမ်းမှာအရတားပြည်သူတွေပေါ်ကျူးလွန်နေတဲ့နေကြောင်တိုက်ခိုက်မှုတွေနဲ့ပုံကျဲခြင်းတွေကိုအပီးတိုင်းရက်တန့်ရင်ကလည်းအထူးအရေးပါကြောင်းစေအောင်စုရဲ့အတူရောင်ရွှေကောက်ပွဲကိုညင်းပယ်ကန့်ကွက်ခြင်းကအဓိကကြနေကြောင်း၎င်းကပြောဆိုပါရယ်ကုလသမဂ္ဂအနေနဲ့ရက်သားပြည်သူများကိုကောက်ွယ်ပေးဖို့နဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်နဲ့ထိန်းသိမ်းရေးတာဝန်ယူဖို့အခမ်းကဏ္ဍမှာပါဝင်ဖို့လိုကြောင်းထိရောက်မှုရှိပြီးပြည်သူလို ွယ်ချက်ကိုပို့ဖို့ပြတဲ့ဒေတာရင်းအဖွဲ့အစည်းတွေနဲ့အင်းဒီဇင်နိုင်ငံတွင်ရအခမ်းကဏ္ဍကလည်းအရှိပါကြမြန်မာနိုင်ငံရဲ့အနာဂတ်နဲ့သက်ဆိုင်တဲ့မြည်တို့သောအားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးမှုကိုမစိုးပြည်သူများရဲ့ဆန္ဒနဲ့အကျိုးစီးပွားနဲ့ကန့်ညီဖို့လိုအပ်ကြောင်းတပ်အမတ်ကြီးကထောက်ပြပြောဆိုပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မြန်မာလူခွင့်ရဲ့ကိစ္စရပ်တွေကိုနိုင်ငံရေးပုံသွင်းတာကန့်ကွက်တယ်လို့တရုတ်ပြောတဲ့အကြောင်း တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့လူခွင့်ရေးကိစ္စရပ်တွေကိုနိုင်ငံရေးပုံသွင်းတာတရုတ်နိုင်ငံကဆန့်ကျင်တယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံဒုတိယမြေရန်ကိုယ်စားလှယ်ဆန်လီကပြောပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ်89မြင်းဆောင်180နှစ်အရာပြုလုပ်တဲ့အလွတ်တဘောဆွေးနွေးပွဲမှာသူကကုလကြီးညာချက်တရေထုတ်ပြန်ခဲ့တာပါလူခွင့်ရေးကိစ္စရပ်တွေကိုနိုင်ငံရေးဆက်သွင်းတာကိုကျွန်တော်တို့ကန့်ကွက်ပြီးအဲ့လိုကိစ္စရပ်တွေပေါ်ဖိအားပေးတဲ့အလေးချက်ကိုပေးချပါတယ်လို့၎င်းကဆက်ပြောပါတယ်မြန်မာနိုင်ငံကတိုင်းပြည်ချင်း နေနဲ့ကန့်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းဆက်လက်ရှောင်လန်းမှုအထောက်အကအာဏာလွတ်လပ်ရေးပိုင်နက်နေမြေတည်တံမှုတိုင်းပြည်တည်ငြိမ်ရေးကာကွယ်ဆောင်ရှောက်မှုကိုချစ်ကြည်ရင်းနှီးတဲ့အိန္ဒိချင်းတိုင်းပြည်အနေနဲ့တရုတ်နိုင်ငံကထောက်ခံတယ်လို့သူကဆိုပါတယ်။အာဆီယံအဖွဲ့ရဲ့အဆိုပြုချက်နဲ့မြန်မာစစ်ကောင်စီရဲ့လမ်းညွှန်မြေပုံကအပြန်အလှန်တွန်းအားပေးပြီးတိတိယောင်ယောင်အကောင့်ထယ်ဖို့ဆောင်ဖို့တရုတ်နိုင်ငံကမျှော်လင့်တယ်လို့ဆန်လီကဆိုပါတယ်။နိုင်ငံတကာတိုင်းဝမ်အနေနဲ့တင်းမာမှုတွေမြင့်တက်အောင်ဒါမှမဟုတ်အခြေအနေရှုပ်ထွေးအောင်လှုံ့ဆော်နာတတ်မတူညီခြင်းမြောင်းအောင်နဲ့ပြဿနာတွေကိုဖြေရှင်း င်းနိုင်ရေးအလေးထားသင့်တယ်လို့၎င်းကဆိုပါတယ်။ မြန်မာပြည်သူတွေကလက်ရှိမှာစစ်ပွဲရပ်တန့်ရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေပြီးတရုတ်နိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးတာတွေမှာတက်ကြွစွာပါဝင်ခဲ့ပြီးအပြုသဘောဆောင်နဲ့ရလဒ်တွေရရှိခဲ့တယ်လို့သူကဆက်ပြောပါရယ်မြန်မာနိုင်ငံကတည်ငြိမ်မှုနဲ့ပြန်လည်တည်ငြိမ်ရရှိဖို့ကူညီရမှာကျွန်တော်တို့အပြုသဘောဆောင်နဲ့အခမ်းအကဏ္ဍကနေဆက်လက်ပြီးပါဝင်မယ်နိုင်ငံတကာအတိုင်းဝန်းကအဲ့ဒီလိုရှိမှန်းချက်နဲ့လှုပ်ဆောင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့၎င်းကဆိုပါရယ်ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာဒုက္ခသည်တွေရခိုင်ပြည်နယ်ကိုနေရပြန်ရေးကိုနိုင်ငံကြား ဆွေးနွေးမှုတွေကနေတက်ဆင်ဖြေရှင်းရမှာဖြစ်ကြောင်းတရုတ်နိုင်ငံကတန်တမာကြီးကြိုးပမ်းမှုတွေမှာပါဝင်ခဲ့ပြီးနိုင်ငံစလုံးကိုလူသားချင်းစာနာမှုအကူအညီတွေပေးအပ်ခဲ့တယ်လို့ဆန်လီကပြောပါရယ်ဆလတ်ပြီးကုလတူတွေညီလာခံမှာဆွေးနွေးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာတို့ရဲ့ပြည်တွင်စစ်ကအခုကကဘာမှာဘာသာရေးလူမျိုးရေးနဲ့ပတ်သက်ပြီးထူးခြားစွာဖြစ်ပေါ်လာတဲ့အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီရေးအတွက်လူရုတည့်ရလုံးအင်းနဲ့အားနဲ့ စန့်ကျင်တွန်းလှန်တွန်းလှန်နေခြင်းပဲဖြစ်ပါတယ်စင်ဝါဒီတွေအာနာသိနေလို့ဆိုပြီးအလွယ်တကူပြောနေခြင်းသာဖြစ်တဲ့တကယ်တမ်းမှာနိုင်ငံကိုလက်နက်အားကိုနဲ့လူရဲဓမြတိုက်ခါ၎င်းတို့ပိုင်ဖြင့်လူလူလက်မှာသိမ်းယူသွားတယ်လို့ရဲ့ကြီးဖြစ်လို့လူလူမှာရှားရှားလက်နက်စွဲကင်တွန်းလှန်ခဲ့ရမှာຫນွေဥတွန်းလှန်ရေးကြီးပေါ်ပေါလာတာပါဒီတွန်းလှန်ရဲ့အလံတော်အောက်မှာပဲနှစ်ပေါင်း80နီးပါးလူမျိုးရေးရာတင်းမာမှုတွေရှိနေတဲ့အဖွဲ့အစည်းတီးစီးလုံးညီညွတ်စွာတိုက်ပွဲဝင်လာခဲ့ကြပါတယ်ဒါနဲ့ပတ်သက်ပြီးကွယ်လွန်သူဆရာညီပူလေးကဓမ္မနဲ့အဓမ္မတို့ကြားတိုက်ပွဲ ွဲအမားနဲ့အမှန်ကိုလွန်ဆွဲပွဲစိတ်ကူးစိတ်တန်းတင်များနဲ့ပုတ်တိုးဆွေးမြင့်နေပြီးခိုးဆိုးလူရက်ဖို့တာတည်ရဲ့လူများကြနပန်းတပ်ပွဲနောက်ဆုံးမှာတော့လက်နက်ကင်လူတစုနဲ့လူပေါင်းတန်း90ကျော်တို့တူနိုင်ကိုနိုင်အပြိုင်ကျဲကြတဲ့နောက်ဆုံးတိုက်ပွဲကြီးလို့ရှိသားခဲ့ပါတယ်။၎င်းကအမှန်မဲဖြစ်ပါတယ်ဒီတိုက်ပွဲကြီးမှာအရှိနေသွားမယ်ဆိုရင်နောက်ထပ်မျိုးဆက်ပေါင်းများစွာစစ်ကောင်းဆောင်များနဲ့၎င်းတို့မိသားစုများလက်ဝင်ကခရိုနီရဲ့လက်ခုပ်ထဲကရှိလို့တွန်လွန်တော်မှောက်လို့မှဘဝနဲ့အသက်တချမ်းကိုတော့ပင်ပင်းစင်ရဲ့ကြီးစွာနဲ့မွေးမြူရတဲ့ဘဝ ဝမျိုးနဲ့နေထိုင်သွားကြတော့မယ်ဆိုတာကိုပြည်တွင်းရှိဓမင်းစာကြီးသူတိုင်းသိထားကြပြီဖြစ်ပါတယ်လက်ရှိမှာပဲ80ရာခိုင်နှုန်းကဆင်းရဲနွမ်းပါစွာနေထိုင်နေကြတယ်လို့ကုလသမဂ္ဂမှထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာကြီးကဒီအကြောင်းတွေကိုကောင်းစွာသိထားတော့လဲ၎င်းတို့ဝင်ရောက်ကူညီပေးခြင်းမရှိကြပဲလက်ပိုက်ကြည့်နေကြတယ်။ဒါပေမဲ့သူနိုင်ကိုနိုင်အပြိုင်ကျရမယ်တပ်ပွဲကြီးကပြင်းထန်လို့မကပြင်းထန် လာချိန်မှာတော့၎င်းတို့ထူထောင်ထားတဲ့ကပ္ပစနစ်ကြီးကိုပါတိခိုက်လာတော့မယ့်အရေးကိုအထိတ်တလန်သိမြင်လာကြပြီးစေအုပ်စုရဲ့စကားနဲ့တော့ဖော်ပြနိုင်စွမ်းမရှိလို့ဆိုတဲ့လူမဆန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုလင်းလူရှုကအပြစ်ခံရစဲကြဖို့အထိတ်တလန်တောင်းဆိုလာကြတယ်။ဒါကိုကုလထွေထွေညီလာခံကြီးရဲ့ဆုံးဖြတ်ချက်89မြင်းဆောင်182အရာအခွင့်အာဏာအနှင်းထားတဲ့အလွတ်တဘောဆွေးနွေးပွဲမှာမြန်မာကုရေးကုလတွင်မှုချုပ်ရဲ့အထူးတန်တမန်ဂျူနီဘီရှော်ရဲ့အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ အထင်ရှားတွေ့ရပါတယ်။ဒီလိုပြစ်ကတ်ရစေခြင်းမရှိအကြမ်းဖက်မှုများအရှင်ရော့ချသွားခြင်းမရှိလူတို့ရဲ့လိုအပ်ချက်တွေကိုအလေးမမူကတတိုင်းပြည်လုံးပျက်စီးခြင်း၅ပါးစိုက်တော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာကလည်းအားလုံးပါဝင်နိုင်ခြင်းမရှိပါပဲလျင်ပြည်သူမြည်ပုံလုပ်တယ်ဆိုတာကလည်းစင်းနာမစင်းစားတတ်အောင်ဖြစ်ရတယ်လို့ဆိုပါတယ်ဒီစကားကစေအုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့သဘောထားဖြစ်လာတော့မှာဖြစ်ပါတယ်ဒီအတွက်၎င်းတို့ရွေးကောက်ပွဲအပေါ်ရခင်အတိုင်းပဲတရုတ်အိန္ဒိယရုရှားတို့ကလွဲပြီးအတိမတ်ပြုလာကြမယ့်ပုံမရှိဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများလွတ်ပြေးဖို့လည်းကုလသမဂ္ဂအစင်းမြင့်မှနေပြီးတောင်းဆိုသွားခဲ့ပါတယ်အမေရိကန်တမ်မန်ကြီးကလည်းရခိုင်ပြည်နယ်အရေးကိုထူးထူးခြားခြားထည့်ပြောလာပြီးအာရခတ် ျော်နဲ့ဆေးအုပ်စုနှစ်စုလုံးမှာလူအသက်များကိုတန်ဖိုးထားရတဲ့အရက်သားတွေကိုကာကွယ်ပေးဖို့ဦးစားပြီးလှုံ့ဆော်ကြဖို့တိုက်တွန်းပါတယ်။တရုတ်တမ်မကမြန်မာရဲ့လူခွင့်ရေးပြည်ထနာကိုနိုင်ငံရေးအသုံးချလာမှုကိုစန့်ကျင်ကြောင်းကန့်ကွက်ပြောဆိုသွားခဲ့ပါတယ်။ဒီအတွက်အားလုံးရဲ့သဘောထားကနိုင်ငံမှာတည်တံ့ကံမြေမငြိမ်းချမ်းရဖို့တက်လက်တော်လူကြားမကောင်ဖြစ်နေတဲ့အကြမ်းဖက်မှုတွေရပ်တန့်ပြီးဆွေးနွေးကြရင်ကိုသာဦးစားပြီးပြောဆိုလာပြီးဖြစ်ပါတယ်။ စေအောင်စုဘကဘုံနေမြဲကြားနေမြဲတိုင်းပြည်ကိုဆက်လက်ချဲ့လဲနိုင်ဆိုတဲ့ရှိမှန်းချက်ကလည်းတပြားမှမလျှော၎င်းက၎င်းတို့အတွက်သိရရှိရလို့ခံယူထားပြီးဖြစ်တဲ့ဒီအတွက်လည်းမြည်တိနီးလန်းကိုမစို့သုံးဖို့လည်းဝင်မလို့တော့ကရင်ပြည်နယ်မှာစင်ရေးအခြေအနေမလာဖြစ်လာနေပြီးတနင်္လာနေ့မှာအရှက်ဘတ်ပြမတ်တွေကိုအတွဲလိုက်ဇက်တိုက်ပောက်ကွဲနိုင်တဲ့ cluster ဘုံနဲ့တိုက်ခိုက်လာလို့ကော့ဂရိတ်မြုပ်နယ်အတွင်းရှိချင်းရွာစာတင်ကျောင်းထိမှန်သွားပြီးကလင်းငယ်တောင်းဦးနဲ့ဆရာတောင်းဦးတည်ဆောင်ခဲ့ပါတယ်လူလူကြီးကလည်းမိမိတို့ဘဝတိုးတက်ရာတိုးတက်ကြောင်းအသာထားအခြေ ခံလိုအပ်ချက်တွေကိုတော့ဖြည့်ဆည်းပေးဖို့ဘလို့မှစိတ်ဝင်စားခြင်းမရှိသူများမိမိတို့ကိုရှန်သူလိုကျွန်လိုဆက်ဆံနေပြီး၎င်းတို့အုပ်စုတားဆင်မြေဆက်အုပ်စုနိုင်ဖို့ခြံတာဖို့စီမံခန့်ခွဲညီမဲရှိကိုနှစ်ပေါင်း60ကြာကောင်းကောင်းခံလာရပြီလည်းဖြစ်ပြီးဆက်ပြီးတိခန့်နိုင်စွာမရှိတော့ငိုင်းယူတော့အတိမခံနိုင်မိမိတို့အိုးအိမ်ရွက်ရာကိုမီးလောင်တိုက်သွင်းလာတဲ့ရှိုင်းဆိုင်ကြံတက်လာတဲ့စေအုပ်စုကိုအပိတက်ဖယ်ရှားနိုင်မှာဖြစ်မယ်လို့ဆိုပြီးကြံဆောင်နေတာဖြစ်တယ်လို့ရှင်းတာထားတာကိုသတင်းမှတင်ဆက်ပေးလိုက်ရပါရဲ့ရှင်